အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ယခုတစ်ခါဖတ်ပြပေးမယ့်ဝတ္ထုတို့လေးရတော့စာရေးဆရာကြီးပမောတရားရေးသားထားတဲ့ပြည်တော်သားဤနေတနေဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်ရှင်။နားဆင်ပြကြပါအောင်ရှင်။ပြည်တော်သားဤနေတနေမှန်တဲ့ဓာအတွင်းကစိတ်ဝင်နေကြမှာနှင်းစီကပွင့်နေသလား။ အမေရိကန်ပညာတော်သင်ပြန်ခင်မမကြီးကနှင်းစီပန်းကိုလှမ်းယူကဟန်လုံ၍မွေးရင်ဘေးတွင်ရက်လျက်ရှိတော့တစ်ဖက်စပွဲ၌လှပစွာခင်းချင်းပြသထားသောဗမာလုံရုံးထယ်များကိုအထင်သေးသောရှုံချသော မျက်လုံးပြနန်းနှန်းဖြင့်မတိမတာကြည့်ရှုနေသောအမေရိကန်တန်ယုံအရာရှိအရာရှိကို အနီးဆိုးထားသောနှကန်အားလှပသည်ဟုထင်ရအောင်ချုံချုံကလေးဆူ၍မော်ကြည့်လိုက်သည် မောင်တော်ကနှမတော်ဤဟန်ရေးပြအလှကို မြင်မိဟန်မတူမြမရာဇဝင်၌ကြော်ကြားထင်ရှားလာတော့ရာမဇတ်တော်ကြီးအားရွှေမင်းဖြင့်အသေးစိတ်ရုပ်လုံးပေါ်ထားတော့ရွှေဥကြီးကိုအတိမိုက်မဲ့သောမြောက်ကပထန်းချန်းကြီးအားကြည့်သလိုကြည့်နေသဖြင့်ခင်မမကြီးကမောင်တော်ကြီးချွေးစော်နန်းလာတော့ဂျိုင်းကို သူမဤဦးကောင်းနှွဲ့မူဟန်ဖြင့်မနမ်းမစောတိုးဝေလိုက်လေသည်အိုးဘေဘီဝမ်းနေပါတယ် မိမမြင်နိုင်ဘေဘီဟုတွင်တွင်ကြဲကြဲခေါ်တတ်သောအမေရိကန်လူရင်ကြီးကခေမမကြီးအားဘေဘီဟုပင်အမျက်တနိုးခေါ်ဝေါ်ကတောင်းပန်ပြန်၏ကိစ္စမရှိပါဘူးတချက် ရှင်ဘရော့ကြားပြီကိုတွားအောင်မလဲရှင်သွားနေတော့ကျမအများကြီးပြင်းကျန်နေခဲ့မှာအော်ဒါချက်ရှင်ယူရီးယားဘက်ကဈေးမယ်များအခုတစ်ခေါက်ရအောင်မယ်ဆိုရင်လေဈေးမယ်လုံးကြီးတစ်ထည်လောက်တော့ဝယ်ခဲ့ပေးပါလားဟင် လက်ဦးလင်းကြီးနဲ့မကွာရှင်းရမီနောက်တလင်းနဲ့ဗိုက်ကြီးခဲ့ရသော အမေရိကန်ပြည်ဟောလိဝုဒ်မြို့တော်မှာကဘာကျော်ရုပ်ရှင်မင်းသမီးအင်ဂရစ်ဘတ်မင်းဤအမူအရာကိုအထုခိုးကအလွမ်းတည်ရင်ခင်မမကြီးမှာခင်မမကြီးကမှာပုံတော်ကိုဆူလိုက်ဤဘန်ကောက်ကကျွန်ုပ်ဟိုတလောကယူလာတဲ့လုံကြီးတွေရော ရှိသေးတယ်မဟုတ်လားဘန်ကောက်နဲ့ရန်ကုန်အကူတန်းလုံနေသောမောင်တော်ကမေးလေသည် ဈေးမဲ့လုံးကြီးကရံပေါ်မှာကောက်ကောက်မရဘူးဈေးမဲ့ရောက်မယ်မရောက်ဘူးဆိုတော့အခုအသေးချာမပြောနိုင်ဘူးကြရပြီသွားဖို့ကတော့ကျွန်ုပ်တို့မှာအင်မတန်တာဝန်ရှိတယ်ဟိုမှာ အခုရောက်နေတဲ့ကျွန်ုပ်တို့ရဲ့စစ်တပ်တွေကိုကြိရှုစစ်ဆေးဖို့အလုပ်တွေက များတယ်ဒါပေမဲ့ဟိုကပြန်ရင်လေဘေဘီအတွက်လက်ဆောင်တစ်ခုခုယူလာပါမယ်ဆိုတာတော့ဂရုပေးပါတယ်အိုးရှင်ဟာကျင်နာတတ်တဲ့လူတစ်ယောက်ပါပဲ ECA ရဲ့ဂုံကျေးဇူးအနန္ဒ၅ပါးဂုံကျေးဇူးရှင်ထပ်ပင်ထူကဲလှပပေးသည်ဟုသတင်းစာများကရေးသားချီးကျူး၍အစိုးရကလည်းလက်ခံထားသောတိုင်းပြည်မှာခင်မမကြီးကဒီလိုပြောလိုက်ခြင်းမှာမလွန်ပါငွေစီကရက်ဘူးကိုဖွင့်၍စီကရက်တလေးကိုမီးညင်ရင်ခင်မမကြီးရဲ့ဂျင်နာတက်သူကပြုံးလေသည်သူကခင်မမကြီးရဲ့တင်ရှိနေရသေးသောကိုလုံးအထယ်ကို ပြင်သစ်ဆန်းဆန်းစီကရက်ဘီကိုများကြားမှာခက်မင်းမင်းကြည့်နေလေသည်ခင်မမကြီးသည်နှင်းစီပန်းကိုဟန်လုံး၍မှွေးပြန်၏ခင်းညလာတတာအင်းရမှာ ရေးသွားကိုရင်မကောင်းဘူးလားကျင်နာတတ်သူက စေတနာရေးစည်းကမ်းပြုံမတက်ဖိတ်ကြားလေသည်အကောက်ဆုံးစိတ်ကူပါပဲရှင်ဘဲချိန်လာခေါ်မလဲရင်လှရင်ကြီးကတော်လက်လာ၏ကိုနိုင်လောက်ကားနေလာခေါ်မလဲလေ ။ဒါချက်မင်းတို့ဗမာပြည်ရဲ့ရာသီဥတုကတိတ်ရွန်စရာကောင်းတာပဲ။ဂျင်နာသူကရွှန်းဟုတ်ကိုမှဲ့ရွက်ကကြည့်ရင် သူ့ဘာသာသူလာနေတော့ဗမာပြည်ရဲ့ရာသီဥတုကိုပင်ကျိန်ဆဲနေလိုက်သည်။ရွှန်းစရာကောင်းတဲ့အထဲမှာ ခင်မမကြီးတယောက်တော့မပါပါဘူးနော်။အိုးမင်းကတော့ချွန်းချက်ပဲ။ဟုတ်တယ်။ကျမလည်းဗမာပြည်မှာမွေးပေမဲ့ဗမာပြည်ကိုတိတ်မုန်းတာပဲရှင်။မင်းတို့ဗမာပြည်မှာဘယ်ဟာတစ်ခုမှငါတော့မကြိုက်ဘူး။ ကျွန်မတယောက်တော့ချွင်းချက်ပါနော်စကော့ဇီအတွင်ဗမာရုံးနယ်နှင့်ကြောက်ပြန့်ရတနာများကိုရောင်းချနေသောကုံတိုက်ကြီးအတွင်မှတယောက်နဲ့တယောက်လေမြားဆန်ဆန်ပူပူကက်ကက်နှင့်ထွက်လာပြီးတဲ့နောက်ဈေးရှိပလက်ဖောင်းဘေးတွင်ရပ်ထားသောကားတိုက်ကြီးတစ်စီးပေါ်သို့ ရေကာမောကနဲ့ဇုံတွဲတက်ထိုင်ကညိတ်ငနေထွက်သွားကြလေသည်။ဂျင်နာသူအမေရိကန်လူရင်းချင်းနှင့်ဗမာယာတီကိုမုန်းသည်ဆိုသောဗမာတမီတို့အားကျွန်တော်ဒီပလက်ဖောင်းပေးမှအငေးသာရကြည်နေခိုင်။အဖေတို့အမေတို့ဟာ တောကပြေးလာရတဲ့ဒုက္ခတွေပါတားရဲ့။တပည့်စတမူးစကလေးလှူနိုင်လှူပါကွယ်။ကျွန်တော်စီထိတ်လန့်စွာ ကြီးမိ၏။ အသက်ရွယ်အိုမင်းလာတီဖြစ်တော့အလွန်တရာအချိနဲ့နေသောအဖိုးအိုအမေအိုလင်မယားနှစ်ယောက်သည်အဆုတ်ဆုတ်အပြက်ပြက်နှင့်ခွက်ကိုဆွဲ၍ကျွန်တော်ထံမှတပည့်စာတပူစာကိုအတနာခံနေကြသည်လင်းနေကြောမြမြဖြစ်ပေါ်နေခဲ့သောပြည်တွင်းစီဤတဲ့ကို အလို့လဲခံနေရသောတောမစီရဲသားများသည်လည်းသူတို့၏ဘဝလုံးကြုံရေးအတွက်ကြောက်အားလန့်အားဖြင့်ပြေးမိပြေးရာပြင်းအစိုးရယုံဆိုင် ။ယာမြို့တော်ကြီးဖြစ်တော့ရန်ကုန်တို့မျက်စီလဲလမ်းမကရောက်လာကြခြင်း ဖြစ်ဟန်တူ၏။တောကုန်မသိတော့ရန်ကုန်ကသူတို့ကိုတောကုန်မသိတော့ရန်ကုန်ကသူတို့ကိုဂယုဆရေးယူมาတယ်လား။ရန်ကုန်ကနေတာပါ၏။တော်မှာပါပဲဖြစ်ဖြစ်ဘယ်သူပဲတည်တည်တော်မှာလောက်ကိုင်းစားလို့ကလည်းမဖြစ်ရွာကရွာကလည်းမီးလောင်လေပြီးတွေကလည်းနှိမ့်ဆက်နဲ့ ဘယ်လိုမှမနေတာမတက်တာလုံးလို့ရန်ကုန်မြို့ကြီးကို ပြေးလာမိတာပါမောင်ရဲ့ဒီရောက်တော့လဲဘာမှလှုပ်ရှားခိုင်းရှားမရှိ နေရလည်းမရှိ စားရနှစ်ထီမို့အသက်ကလေးတစ်ချောင်းရှင်နေမဲ့အရေးလမ်းပေါ်မှာလိုက်တောင်းစားနေရတာပါကွယ်ဖះဟောပနာစာရီဇက်ထဲခြေခွဲရင်နာခွဲပိုဝိထုကိုကျွန်တော်ဒီမချမ်းမသာကြားနေရသည်ဒီအခိုက်တွင်ကြောင်းနေရမယ့်အရွယ်ဖြစ်တော့အသက်၁၀နှစ်ခန့်တငယ်လေးတစ်ယောက်သည် တန်ပေါင်းတစ်ခုကိုလွယ်ကထီးမပါဖနက်မပါနေဘူးကျဲတဲ့ရှောက်လာရမှာကျွန်တော်ရင်ကြီးကဖြတ်သွားရင်အော်လန်ကြီးကိုပါဇက်တွင်တက်ခါလွတ်လပ်ရေးမြေပဲစားတော့ဟုအသက်မွေးဝမ်းကြောင်းအတွက်ရုတ်တရက်អော်သွားသဖြင့်ကျွန်တော်ဒီလက်ဖြတ်၍တွန့်ဆုတ်သွားမိပါသည်ကျွန်တော်ပင်မနှက်စာကို မစားခဲ့ရသည်အရေးရဲ့အကြောင်းရဲ့ဖြစ်ရရင်ခြေဆောင်လက်ဆောင်အဖြစ်လိမ်ပိန်ကုတ်ကတ်၍ထားခဲ့သောအိတ်ကတ်အတွင်းမှမက်ဆေ့တစ်စီအကြောင်းကိုငာ၍တွေးမိ တွေ့တော်စဉ်းစားနေစဉ်ဘဝရည်လုံးုံမှုအတွက်တော်မရန်ကုန်တို့ခိုးဝင်ပြေးလွားကြရင်အသက်တစ်ချောင်းရှင်နိုင်ရေးအတွက်နေဖို့ချစ်ချစ်ထဲ၌လိုက်လံတောင်းခံနေကြသောအဖေနှင့်အမေတို့သည်ဆက်လီဖျားဤအလိုအဖျင်းဆန်းဖြူဖြူတစ်ခွက်ပင်မဟုတ်သေးပဲဆန်တစ်စင်းမြပင်ထွက်ပေါ်နိုင်ပုံမပေါ်တော့ကျွန်တော်ထံမှထွက်ခွာသွားရှာတော့သည် စကော့စီရှိမှကျွန်တော်ဒီလေးကန်ထိုင်းပိုင်းစွာထွက်လာသောအခါ၌နိုင်ပြန် နှစ်ချက်ပင်ထိုးနေပါပြီကျွန်တော်ဒီအလွန်တရာ ထမင်းစာလောင်လျက်ရှိနေပါ၏တို့ရာတွင်လွန်ခဲ့သော10မိနစ်ခန့်အတွင်းကရန်ကုန်ရဲ့လှပများစိန်ခံပစ္စည်းများရောင်းချရာစကော့စီကြီးရှိတွင်တွေ့မြင်ခဲ့ရသောအဖြစ်အပျက်အကြောင်းများသည့်ထမင်းစာလောင်နေခြင်းကိုပင်မေ့လျော့စေပါ၏ ဗမာပြည်ဤရာဒီဥတုကိုမုံနေယုံမကပဲဗမာပြည်တို့လာရောက်နေတိုင်းကဗမာပြည်မှဘာတစ်ခုမှလည်းမကြိုက်ဟုပြောနိုင်တော့ခင်မမကြီးရဲ့ဂျင်နာတက်သူကြီးဗမာရဲ့သမီးစင်စစ်ကဗမာယာဒီကိုတိတ်မုံတာပဲရှင့်ဆိုတော့ဘေဘီတို့ဤအကြောင်းအရာများနေကြောင်းမနေပဲဈေးရောက်ရဲ့အတက်မွေးဝမ်းကြောင်းနေတော့ခလေးတောမပြေးလာတော့ဒိဋ္ဌိဒုက္ခိတအမေနဲ့အဖေတို့ဤအကြောင်းအရာများကိုဆက်ဆက်၍စဉ်းစားနေကြည့်မိသည် ဤတခန်းရဲ့စကော့စီရှိ ပြဇတ်တိုးကလေးအတွင်းပွဲကြီးပြိသက်လိုဖြစ်နေတော့အလုတ်လက်မဲ့ဖြစ်သူကျွန်တော်ဤအကြောင်းကိုကကျွန်တော်ဒီစဉ်းစားရန်မိသွား၏ထမင်းစာနေခြင်းကိုပင်တတိမရတော့တနတ်တော်ထမင်းကို အပင်ပါလိုက်လံရှာဖွေရမည်ဆိုတော့အတန်ဒီလဲပျောက်ကွယ်နေ၏ဘီဘီကျင်နာတတ်သူကြီးကိုကျွန်တော်မသိဝေါ်လမ်းမကြီး တရှိုးဖြစ်ကောင်းဖြစ်လိမ့်မည်အမေရိကန်သမရာထရူမီ၏ MSA ရန်ပုံငွေဒေါ်လာတန်းတရာတွေကလကကောင်းကောင်းထုတ်ချင်လဲထုတ်နေမြည်အမန်ကိုတော့ကျွန်တော်လည်းမသိသို့တော်ဖြစ်နိုင်ဤဖြစ်နိုင်သောအချက်မှာ သူကအင်မတန်မုန်းရင်မကြိုက်သောဒေတာမှာသူကဘာကြောင့်လာနေရသလဲကျွန်တော်ဒီခင်မမကြီးရဲ့အကြောင်းကိုစဉ်းစားကြည့်ဒီခင်မမကြီးကို ကျွန်တော်ကအသိပေသည်အလက်တန်းစားအစိုးရအရာရှိတယောက်ဤသမီးဖြစ်၍ကွန်ဖင့်เจ้าမှာတက္ကသိုလ်ကို ရောက်လာသူဖြစ်၏ တက္ကသိုလ်တွင်သူမကိုကိုကုန်ပစ္စည်းဖြစ်ကြော်ညာဒီကိုလည်းကျွန်တော်ကမမေ့ခဲ့ပါပွဲတိုင်းလမ်းတိုင်းတွင်ကြော်နေသောခင်မမကြီးကိုခက်ပြော်ပြော်နဲ့ခက်ပော့ပော့နေတတ်သောចောင်းသားတိုင်းကទីကြသည်ကျွန်တော်ကသာမိဘကဆင်းရဲ၍အချောင်းနေကုတ်ကုတ်ကက်ကက်နဲ့စာကြိုးစားနေရတော့ကြောင့်လူချင်းမတိရကမတိခဲ့ကြခြင်းသာဖြစ်သည်အမှန်တော့မိကလေးတဦးတယောက်အတွက်အသက်မွေးဝမ်းကြောင်းအလုံးမှာလင်ကောင်းတယောက်ရဖို့က လင်ကောင်းတယောက်ရဖို့ကို မရအရာဖမ်း၍ပညာတတ်တယောက်၏အတက်မွေးဝမ်းကြောင်းမှာအစိုးရလာခစားဖြစ်စေသူတစ်ပါး၏လာခစားဖြစ်စေဝင်ရောက်လောက်ကန်ရန်စူးစမ်းနေရသောခေကာလအတွင်း၌ကျွန်တော်၏စူးစမ်းနေခြင်းသည်ခင်မမကြီးတော်ညာတို့မှအပြစ်တင်စရာတော့မဟုတ်ဟုထင်မိသည် ထို့ကြောင့်ကျွန်တော်သည်ခင်မမကြီးကိုထုတ်ထက်ပို့ရတော့မတိကြရပေကျွန်တော်เจ้ามา တပိုင်းကြလန်းနဲ့ထွက်ခရပြီးတဲ့နောက်ကျွန်တော်ဒီထိုးเจ้าကို ထိုးเจ้าရဲ့အเจ้าကိုဘာမှမသိခဲ့ရတော့အမိမုတ်ဆူမကြီးနဲ့လူလားမမြောက်သေးတော့ညီငယ်နှမငယ်များအားရှာဖွေတွေးမွေးရန်အလုရှာခဲ့ရပေသည်ပညာတတ်တွေများ၍နိစ္စရာကို အလုခန့်နေသောခေတ်၌အောက်တန်းစရေးအလုကိုပင် ကျွန်တော်သည်6လကျော်များရှာဖွေကရရှိခဲ့တဲ့နောက်မိဘနှင့်ကလေးများကိုရန်ကုန်သို့ခေါ်လာရသည် တကယ်ဆိုတော့အခါတိုင်းဒလလရင်တရအစိတ်30များတော့လကလေးဖြင့်ကျွန်တော်ကအမေနဲ့ကလေးများကိုဘယ်လိုမှနှက်စီအောင်ကျွေးနိုင်မီလဲအသွေးသားမဖြစ်နိုင်တော့ထမင်းဟင်းကလေးများဖြင့်ကျွန်တော်တို့အိမ်သားများကအသက်ရှင်နေထိုင်ရသည့်အခါ1949ခုနှစ်တွင်အစိုးရကလူလျှော့ ရှားပါးစရိတ်ဖြင့်ရရက်ဆက်ဆက်ကြီးလှုပ်လိုက်သောအခါမဝဘဲစားနေရသောအာဟာရမရှိသည့်ထမင်းနှင့်ဟင်းကလေးများထဲမှ လူယူခြင်းဖြစ်၍ကျွန်တော်သည်ဘဝတူဆေးရည်များနှင့်တပိတ်မောက်ရေးဆိုမိသောကြောင့်ကျွန်တော်တို့ရုံးစရည်အမှုတန်းများတမဂါဤဥက္ကဋ္ဌကြီးဥထုံးအောင်ကျော်နှင့်အတူဆေးရည်အများအပြားပင်မတရားညှင်းဆဲအဖန်စီခံခဲ့ကြရပေသည် ရန်ကုန်ထောင်ကြီးတဲသူကျွန်ုပ်အားမပို့မီဘာလန်ချုပ်ထောင်နေ၌ချုပ်ထားစဉ်ရဲဘော်ဆာရီတယောက်ကလာပြီးတော့တရင်းစာတဆောင်တွင် ခင်မမကြီးသည်အမေရိကန်ပြည်သို့ပညာတော်သင်ရဖြစ်ရွေးချယ်ဆေးလွတ်သောတရင်းကိုကျွန်တော်ဖတ်လိုက်ရသည် ကျွန်တော်သည်စိတ်ဝင်စားခြင်းမရှိမီအပြင်ဘက်တွင်မလုတ်တက်မကင်တက်ဖြစ်ကဒုက္ခကြီးစွာရောက်ရတော့မည်ဖြစ်သောအမေနှင့်ကလေးများเจ้าကိုသာလျှင်ပူပန်နေရပေသည် ရန်ကုန်ထောင်ကြီးထဲတွင်ကိုလနီပါ မတရားဖမ်းဆီးချုပ်နှောင်ခြင်းကိုခံရပြီးတဲ့နောက်ထောင်ပြင်သို့ထွက်လာရသောအခါအမေကမြေပဲလော်၍ကလေးများကမြေပဲလော်ကိုလိုက်ရောက်နေရသောအဖြစ်ကိုကျွန်တော်ကတွေ့ရပေသည်သူတို့သည်လည်းထမင်းရှာချွေကျွေးမွေးမဲ့သူကိုအစိုးရကဖမ်းဆီးထား၍ရတတ်သလိုသူတို့ဆုံမတ်သောအသက်ကလေးများကို မွေးနေရခြင်းဖြစ်ပေသည် ထောင်မှထွက်လာပြီးတဲ့နောက်ကျွန်တော်ဒီအစိုးရဤလူစိုးစည်းတွင်ပါဝင်သွားပြီဖြစ်၍မိသည့်ယုံကမှအလိုမရှိသော လူစိုးကြီးတယောက်ဖြစ်သွားရသည်အစိုးရလက်အောက်ခံယုံများမှကျွန်တော်အတွက်တကားပိတ်ထားပြီးဖြစ်ရကအခြားကုံနိုင်များတွင်လည်းလိုက်လံတိုးဝေ၍အလုရှာသောအခါ၌အယားဝယ်ပြက်၍လူများကိုပင်ရှော့ပေါထုတ်ပြနေရကြောင်းပြော၍လှုပ်လိုက်ကြသည် ထိုအချိန်မှစ၍ကျွန်တော်သည်အလုတ်လက်မဲ့တယောက်ဖြစ်လာက လမ်းမပေါ်၌ဇွဲကောင်းကောင်းနှင့်အလုတ်ရှာနေခဲ့ခြင်းဖြစ်ပေသည်လွန်ခဲ့သော10မိနစ်ခန့်မှခင်မမကြီးကိုကျွန်တော်ကစကော့စီထဲ၌မြင်ခဲ့ရခြင်းသည်ကျွန်တော်ကျောင်းမှထွက်လာခဲ့ရပြီးတဲ့နောက်ပထမဆုံးအချိန်မြင်ဘူးချင်းဖြစ်ပါ၏ခင်မမကြီးသည်အမေရိကန်မှပြင်ပြလာခဲ့ပြီပြင်လာခဲ့ခြင်းနှင့်အတူဗမအမျိုးသားယဉ်ကျေးမှုကိုအထင်သေးသောအမေရိကန်ယဉ်ကျေးမှုကိုလည်းယူဆောင်လာခဲ့ဟန်တူပေသည် ်ကြံသေးသောเจ้าမနေရပဲလွတ်လပ်ရေးမြေပဲစားလို့ရောက်နေရသည် ခလေးနှင့်အဖေတို့အမေတို့မှရန်ကုန်မြို့၏လမ်းမပေါ်တိုင်း၌နေစဉ်အမျှတွေ့နေရသောအကြောင်းအရာများဖြစ်နေ၍ကျွန်တော်သည်နက်နက်နဲနဲစဉ်းစားစရာမရှိတော့ပေနိုင်ငံတော်၌တရောင်းစားမရှိရဟုတမရကြီးတင်ကားပင်မြို့ပေါ်ကတရားမင်းပင်ဆင်း၍အမိန်ထုတ်ပြန်ထုတ်ပြန် တရောင်စားဖြစ်လာရသောအကြောင်းရင်းခံပရိသေရေမြေပိုင်ရှင်စီးပွားရေးစနစ်ကို မဖြတ်သိမ်းနိုင်၍မဖြတ်သိမ်းနိုင်၍ပြည်သူပိုင်လယ်မြေစနစ်ကို မပြုတ်လုံနိုင်မချေတရောင်စားပြဿနာက ရှိနေမည်ဖြစ်သည်ကလေးတငယ်များအားအဖေတို့ပင်ပညာမသင်မနေရဥပဒေလုံလုံထိုကလေးများနောက်ပိုင်းစားရေးတောက်ရေးကိုတက်တာအကောင်းမွန်အား မပြုတ်လို့ပေးမနိုင်မချင်းမိတိចောင်းတို့မြခလေးများသည်ကခုံရေမောကပညာလာသိမည်မဟုတ်ပဲပညာရေးထက်လောလောဆယ်အရေးကြီးနေသောထမေစာရေးပြဿနာအတွက်ဖြေရှင်းနေကြသည်ဖြစ်ပေသည်စုလေဖျားအဝိုင်းကြီးပေါ်ဝဲကျွန်တော်ဒီရက်လိုက်သောခါ၌ရန်ကုန်မြို့လေတွင်နေခင်းကြောင်တောင်ပင် ။မောင်ချကဖုတ်တရဲတို့တစီတရဲများ၆ရွေ၆လုံးပြူနှစ်လိုက်ကနှစ်လက်ကင်ရုပ်ဆိုးကြီးများကလည်းသူရဲကောင်းကြီးများဖြစ်ပြသနေသောစုလီဖျားလန်းရုပ်ရှင်များ၌အေယာမလူအုပ်ကြီးကထိတ်လန့်ကထိတ်လန့်တကြားအန်ထွက်လာကြသည်ကိုမြင်ရ၏မော်တော်ကားများသည်ကြောင်ပတ်ဖွယ်ပြီးသူထက်ကအလူလျက်ပြေးလွှားနေကြသည် တစည်းနဲ့တစည်းပုခာတီကပြေးလွားမောင်းနေနေကြပုံမှာမိမကြည့်နေသူဒုတိယအဖို့အတွက်အသေးရစရာကောင်းလာသည် စပယ်ယာလေးများကလည်းကားနောင်မိမခီးတဲ့များကို အော်ခေါ်ကတူထက်ကအလူရက်တင်နေကြဒီမှာလဲကြည့်ရသူအတွက်ကမတက်တာလားရန်ကုန်မြို့မှာဘတ်ကားများသည်လူစည်းရန်မဟုတ်ဘဲပတ်ဆိုင်ရှာရန်သာအ धिक ရင်းတမျိုးဖြစ်နေပါ၏ထို့ကြောင့်ပင်ကားတိုက်မှုများကြောက်မက်ဖွယ်ရာများပြားနေရခြင်းဖြစ်ဟန်တူလေသည် ကျွန်တော်ဒီရွေချက်ကင်းမဲ့၍မရေမရာရှိလာသောလမ်းလျှောက်ချင်းမျိုးဖြင့်စူးလေပြားလမ်းမကြီးအတိုင်းပလက်ဖောင်းပေါ်တွင်အမောပြေခဏရက်လိုက်မိသည် အမေရိကန်ရုပ်ရှင်မင်းသမီးဒေါ်ရီဂျီဤဆေးရောင်ခြေဓာတ်ပုံကမှနှမျောရမှန်းမသိသလိုပတ်ဆံကားမှုများပင်ပေးဝဲ၍ထွက်လာတော့အသက်အစိတ်ခန့်သာရှိသေးသောလူရဲတစ်ယောက်သည်သူ့လက်ထဲမှဓာတ်ပုံလေးကိုပီတိဖြစ်ကကြည်နူးရင်းကျွန်တော်အား ဝင်၍စောင့်သွားလိုက်သဖြင့်ကျွန်တော်သည်အငဲသားကြည့်ရင်ခံလိုက်ရသည် သူကပဲဝင်၍တိုက်သွားပြီးတော့ကျွန်တော်အပြင် အပြစ်တင်မှန်မဲခြင်းတော့အကြည့်ဖြင့်ကြည်ကထွက်သွားသောလူရဲကို ကျွန်တော်ဘယ်သို့သဘောထားရမည်လဲကြာကြာနေရတော့မဖြစ်ကျွန်တော်သည်အလုံယုံရှိမှထွက်လာခဲ့သည် platform ပေါ်တွင်ကားမစီးနိုင်သူများကလည်းထမင်းစားရေးတောက်ရေးချက်တဲ့ခက်ခဲသူများအတွက်ဖြစ်တယ်လို့ရှားဖွေ စားတောက်နေရတော့ကုန်းရတယ်။ TO စားတောက်ဆိုင်နေတရေစာဆိုင်များကလည်းရှုပ်ရှက်ခန့်နေတဲ့ဖြင့်မနေ့ပြင်ရှောင်းကွင်းတတိထား၍သွားရပေသည်။ရန်ကုန်မြို့တော်တန့်ရှင်ရေးကိုတာဝန်ရှိသော municipal ယုံကြည်ရှိတွင်ကျွန်တော်သည်ခိတ္တမြငာ၍ရက်မိနေရင်ကျွန်တော်တို့ကတဲ့မှာမြောင်းပုံနဲ့အမိုက်ပုံကြီးကို ပြန်၍တရိယာမိပါ၏။ ့တော်ဝင်ကိုယ်တိုင်တပြက်စီလဲနေပါသည်ဟု ဖြစ်နေရသောခင်တိုင် ကျွန်တော်တို့ဒီလဲမြောင်းပုံနဲ့ကိုခံနိုင်ရမည်ဆိုခြင်းဆိုခြင်းသာများလားဟုကျွန်တော်ကတွေးနေမိပါသည်ဝမ်းနေ၌အစာခံမရှိ၍တော်တော်ကလေးအနီရခက်အခံရခက်ဖြစ်သည်ဖြင့်ကျွန်တော်သည်ရှေ့တွင် အရိတ်ခိုနာရန် ကောင်းလာသောစုလီစီတီတော်ကိုလှမ်းကြည့်သည်ရွှေကတော့ဝင်း၍ဤနေ၏ပြီးတော့ ဖြူဖြူဖွဲ့ဖွဲ့နဲ့ခက်လန်းလန်းမှထူဆိုင်ထားသောလွတ်လပ်ရေးကြောက်တိုင်ကြီးနဲ့လည်းပနာရပေသည်တို့ရရင်ပြည်သူပြည်သားများအားငှက်ကလေးချက်ကလေးများဖမ်းဆီးသလိုဖမ်းပြီးတော့ထောင်များထဲ၌ရက်လာနှင့်အကန့်အသတ်မရှိချုံနှောင်ထားခြင်းအားရင်ငုံနှုတ်ပိတ်နေနိုင်သောတရားရုံးတော်ဤနိုင်ကြီးကလည်းနှစ်ချက်ပင်ခွဲနေပါပြီ။ ကျွန်တော်ဒီစူးလေကုန်းပေါ်တို့တက်မိလျင်ပထမဦးစွာပန်းရောင်းသူများ၏အတိမတ်ပြုခြင်းကိုခံရပါ၏တို့ရာတွင်နောင်တမလွန်ထက်လောလောဆယ်ဘဝတွင်ပင်အုတ်ချုပ်မှုရပုံမရှိသေးတော့ကျွန်တော်ဤလှုပ်ရှားပုံကိုအ깨ခံမိကြသလိုသူတို့ကလည်းငြိမ်သက်သွားကြသည်ရှင်မေမော်တို့ရောက်တော့ခါကုန်းဝါနေတော့ဘီဒင်ဆရာကအဆိုးကောင်းကလေးများကိုစစ်ဆေးဖို့အကြံပေးခြင်းကိုလည်းလက်ခံရသည်လောကဓာတ်ပညာမပေါ်ထုံးမီကပင်ဘရင် ဟူရာများအဖြစ်ကြံရည်ဟန်တူသောဗီဒင်ဆရာများကလည်းအနှုတ်မြူတတ်အားကိုလူတို့ခွဲစိတ်နေနိုင်သောခင်နိုင်ပင်လဟာပင်မှဂျိုးနှက်ခတ်များဖြင့်အသက်မွေးဝမ်းကြောင်းပြုနေကြရှာခြင်းကို ကျွန်တော်ကစာနာမိပေသည် အလုံလက်မဲ့ဘဝ၌စာသာစားတာတလို့ရှာကြံစားခြင်းအတွက်ဘေးကျင်းစရာကိုအဖြစ်တင်ရမှာလားကျွန်တော်ကဂျင်နာစွာခေါင်းခါပြလိုက်သေးသည် အလှူရှင်များဖျားဖူးသူများများပြားလာသဖြင့်ကျွန်တော်ဒီလူနှဲငယ်ရှင်သော အနောက်တောင်စနေတောင်ဘက်ရှိဇရက်တစ်ခုတွင်တယောက်တည်းဝင်၍ထိုင်လိုက်ပေသည်တကယ်ဆိုတော့အလုတ်ကလည်းမရှိရဖို့ရလဲလမ်းကမမြင်အိမ်၌လည်းနတ်မမန်းလောလောဆယ်အဖြစ်ခမင်းစာရသောဘဝ၌ကျွန်တော်ဒီတတ်တာမှုကို ဖြစ်တတ်သလိုရှားကြံရင်းဖြစ်ပေသည်တယောက်တည်းကျွန်တော်ဒီဇရက်နိုင်ငံကိုမှီ၍ထိုင်ကတတ်တာ နားနေခြင်းကိုပြုစင်နေစဉ်တရက်တွင်မှလူတယောက်သည်ကျွန်တော်အားလာ၍မိတ်ဖွဲ့လေသည်ကျွန်တော်တို့က BOAD အလုပ်သမားတွေလေဒါကကျွန်တော်တို့ရဲ့ database ခန်းပေါ့ဟုထိုလူကပြောပါယခုထက်တိုင်းအများကြီးမသိရှာကြသေးသော ဆိုးလေဂုံပေါ်ရှိ BOAD database ခန်းကိုကျွန်တော်ကလမ်းဖြန့်တည်ရှိလာရပါသည် ကျွန်တော်ဒီ1949ခုနှစ်တပိတ်ကြီးကိုလည်းပြေး၍မှတ်မိပါသည် အဆုံးမှာတော့ဘဝလူချင်းတွေ့နေရခြင်းပင်ဖြစ်ပေသည်ကျွန်တော်ဒီထောသမိတ်တပိတ်မောင်အလုတ်သမားရဲဘော်အားထမင်းစာတော်လဲစိတ်ဝင်စားမိပေသည်ကျွန်တော်ကဲ့သို့ပင် ရှက်နေတတ်သားများဤလက်ချက်ကြောင့်နာကျင်နေရှာသူဖြစ်ပေသည်ကျွန်တော်ဤနာကျင်ခြင်းမှာနှစ်နှစ်ကျော်ခဲ့ပြီဖြစ်၍သူဤနာကျင်ခြင်းမှာလည်းအခါလေတသားမြောက်ရှိသေးသောကြောင့်သူဤနာကျင်ခြင်းများသည်လက်ဆက်နေလက်လက်ဆက်ဆက်ရှိနေပေလိမ့်မည်ထိုလုတ်သမားရဲဘော်သည် ူတို့တပိမောက်စင်ကအဘေတို့အရိုက်ခံနှိမ့်ဆက်ခံခဲ့ရပုံအဘေကဲ့သို့ညင်မှန်ချင်းချောက်ခဲ့ပုံများလဲလဲဘေးမှာ အကျော်များထကြွလာသည်ယထိတက်တက်ကြွကြွပြောဆိုလျက်ရှိပါ၏တို့ရရင်အလौဒမရဲပေါ်၌လင်းမျက်စရာကောင်းသောအချက်တီကသူတို့၏အရေးတော်ပုံအောင်ရမည်ဟုသောယုံကြည်တက်ကြွချက်ပင်ဖြစ်သည် ဒီတနေ့ရဒီတစ်ချက်နိုင်လဲကျွန်တော်တို့ပညာတတ်လူတန်းစားများထံအလုတ်သမားတို့ဒီများစွာမြင့်မာတာလွန်လှပေသည်ကျွန်တော်ကသူ့အားစိတ်ပါဝင်စားခြင်းကိုအကဲခတ်မိပုံရသောအခါအလုတ်သမားရဲဘော်ရဲဘော်က1300ပြည့်အရေးတော်ပုံမှာစ၍ဗမာပြည်အလုတ်သမားတို့အရေးပေါ်တပိုင်းကိုကျွန်တော်အားဆရာကအကြောင်းသားငယ်အားတင် जा ပို့ချတယ်လို့ရှင်းပြလာပေသည် ကျွန်တော်ဒီထမင်းစာလောင်ခြင်းကိုပင်မေယောကသူနှင့်တွေ့ဆုံတည်ကြွရခြင်း၌တာယာမှုကိုရရှိလာရာသူပြောသည်မနားထောင်နေခြင်းဖြင့်နေဝင်၍သွားလိုက်သည် ကိုမတတိမရတော့ပဲဖះရင်ပြင်း၌မိများလင်းလာတော့မှအချိန်ဤကုံလိုခြင်းကိုတတိရလာခဲ့ပါသည် ဖះပေါ်မှာဆင်းလာတော့ခါထိုအလုတ်သမားရဲဘော်ဒီကျွန်တော်အားလက်ဖက်ရည်ဆိုင်တဆိုင်တို့ဇွတ်တင်းခေါ်သွားကသူ့၌ရှိတတ်သေးသောတကြက်တံငွေဆက်ကူဖြင့်လက်ဖက်ရည်နှင့်မုတ်များကျွေးမွေးလေသည်ဒီတော့မှပင်ကျွန်တော်ဒီလေတစ်နှစ်လုံးစာလာသည်များအမောပြေရ၏နေ့နေ့မချားလာတော့ရန်ကုန်မြို့ဤညလေလမ်းမကြီးများအတိုင်းကျွန်တော်ဒီအိမ်တို့ပြန်လာရတော့ အခါရဲမောနေသောရန်ကုန်မြို့ကြီးကိုပင်တွေ့မြဲတွေ့ရသေးသည်တတောင်းကြော်ကြော်ပေးရသောကားတိကြီးများသည်မိယာအဝဲတဤဤလှိမ့်ကတငိမ့်ငိမ့်ပြေလွားနေကြသည်ကားထဲမှရေဒီယိုကလည်းဘေးမတန်ပဲအေးချမ်းသောမျက်နှာဒီတို့လှေကလေးကိုလှော်ပေးနေသည်ဘလောက်များตาရချမ်းမြေနေကြပါသလဲစုလီဖျားလန်ကုံနိုင်ကြီးများကလည်းမှန်တိတာတွင်၌အလှကုံများကိုမိပေါင်းကြီးထိုးထားသဖြင့် ခင်းရှင်းပြသပေးနေသည် စားရမယ့်တောက်ရမယ့်များကလည်းစားရမယ့်တောက်ရမယ့်များအားလည်းလှောင်ပြောင်နေသည်နှင့်ဘလောက်ဒူလိုက်သလဲကျွန်တော်သည်အလံပြဖျားလမ်းတိုင်းတဖြည်းဖြည်းလျှောက်လာစဉ်မော်တော်ကားအစ်များလှောင်ထားသောတိုက်ကြီးတစ်တိုက်ကိုတည်ပြုမိသည် ထိုတိုက်ကြီးနှင့် မြိုက်ဆောက်ထိုးခက်လန်းလန်းတွင်ဒဇိန်သောကာလကမြန်မာပြည်ဘရင်ခံသည်တန်မတ်အနှဲငယ်ဖြင့်ပြောင်းရွှေ့နေထိုင်သောအီယာမတိုက်ကြီးဖြစ်လေသည် ကျွန်တော်သည်စစ်ယုံကြီးအနီးမှကိုယ့်ရဲ့အမေနှင့်ကလေးများရှိရာဖဆပါလကွက်တစ်ဘက်သို့ဆက်လက်လျှောက်လာသည်ပင်မလဲ့တာခေါင်းမဝင်တာတော့တင်းကုတ်ရှိသူရောက်တော့အခါကျွန်တော်ဒီပင်မလာစွာညအချိန်လိုက်ပင်ထင်းခွဲနေတော့မိကို အငေးသားကြည့်မိနေသည်ခလေးများကတော့မရှိကြပဲ ပဲလော်ရောင်းသူကရောင်း၊မုတ်ဖတ်ထုတ်သူကရောင်းနဲ့လမ်းကျိုလမ်းကြားများ၌ရှိနေကြလိမ့်မည်။အမေကျွန်တော်ကအမေကို မြင်ချင်းပဲမတက်မတာခေါ်လိုက်မိသည်။ဘာတော့တာ။အော်မင်းကပြန်ရောက်လာပလား။အလုပ်လေးပါလေရော။ရဟန်ပေါ်ရလားကွယ်။အမေကနဖူးမှပင်မလာ၍ရိုစီသောချွေးများကိုတုံရင်ကျွန်တော်အားမကြည့်ပဲမေးနေသည်။ အမေထိခွဲတာကလည်းညကြီးအချိန်မတော်ဗျာတော်တော်ကြာချော်ချက်ထိနေပါမယ်အမေရဲ့အမေဤအမေကိုမဖြေပဲကျွန်တော်ဤပူပန်ခြင်းကိုသာပြန်ပြောလိုက်မိသည်အမေကလည်းအလုတ်အတွက်မဟုတ်သေးဟန်မဟုတ်သေးမှန်သိ၍မနဲ့မြေပဲလော်ရအောင်အခုကတည်းကလှုပ်ထားမှာပေါ့ကွယ်မင်းငောထမင်းစားပြီးပြီလားရေချိုးပြီးပြီလားရေချိုးပြီးမှစားမလားဟုအလိုက်တင်စွာပြောရင်း ကျွန်တော်အားမေးရှာသည် ကျွန်တော်စားခဲ့ပြီးအမေတငယ်ချင်းတယောက်ကကြွေးလိုက်လို့အမေနဲ့ကလေးတွေရှာဖွေထားသောသမင်းကို မြို့၍မကြနိုင်တော့ကျွန်တော်ကမင်းညကလိုပင်လိန်ပြောလိုက်သည်ဒီခိုက်တိုင်မှာပင် ကျွန်တော်နှမအကြီးတန်းခင်ကပဲလုံများရောင်းရီကုန်းသဖြင့်ဝမ်းသာအားရနှင့်အပြေးလွှားရောက်လာသည်ဟဲ့တန်းခင်ညီကိုကိုသမင်းစားခဲ့ပြီပြီတဲ့အာညီကိုရေချိုးဖို့ ဆီချီတော့ဆက်ပြန်နဲ့ရေရေတုပ်ဖို့အတွက်မျက်တုပ်ပေါ်ကလေးပြေးလိုက်ပါအောင်လားကွယ်ဟူအမေကတန်းခင်အားခီးရောက်မဆိုင်ခိုင်းလေတော့ဒီကျွန်တော်ဒီရေပုံပိုင်းတိုင်းတယောက်တည်းရေချိုးနေစဉ်တောင်တွင်းမြောက်တွင်းနေနေခင်ကစိန်ခံပစ္စည်းနှင့်အလှကုန်များစုပုံရောက်ချနေတော့စကော့စီရှိတွင်ကြိရှိခဲ့ရသောတခန်းရဲ့ပြဆာလေးထဲမှာမင်းတို့ဗမာပြည်မှာ ဘင်ဟားမှာတော့ငါမကြိုက်ဘူးဟုဆိုတော့ကျင်လာတဲ့သူကြီးနဲ့ဗမာယာဒီကိုတိတ်မုန်းသည်ဆိုတော့ဗမာတမီတို့အားပြန်လဲတရိယာကလာတာတာအင်းရမှာရေးသွားကုန်းရင်မကောင်းလားတဲ့အကောင်းဆုံးစိတ်ကူပဲဗျာမတ်ချောကအကောင်းဆုံးပဲဆိုပြီးပြောတဲ့ဟာကိုတတိယပြီးတော့အင်းပြီးတော့ဘယ်ချိန်လာခေါ်မလဲတဲ့9နာရီလောက်ကားနဲ့လာခေါ်မယ် ဗာဂျီတာဂျင်နာဒတ်သူကြီးကကျွန်တော်ဒီမြို့တော်ဝန်မင်းကိုတိုင် တပြက်စီလဲနေရသောမြူနီစီပယ်အဖွဲ့ကြီးကအထူးစီစဉ်ပေးနေသောရေပုံပိုင်းမှရေကိုပိတ်လူဆဲဆဲတွင်ဆက်ပြားများကုန်စီအောင်ခတ်တွတ်တွတ်ကလေးပုတ်တိုက်ရေချိုးနေရစဉ်ဗာဂျီတာနှင့်မချောတို့သည်လာတာသောအင်းရရေပြင်ဝဲရေပေါ်ပေါ်နှင့်မြူတူကူးရှက်နေကြရင်ပြည်တော်သားတို့ရောက်ရှိလာ လူလူဆဲဖြစ်တော့ ကိုကာကိုလာအကြောင်းကိုလည်းလွန်းလွန်းဆွေးဆွေးနဲ့ဖွက်ဖွက်နဲ့နဲ့ပြောကြားနေကြလိမ့်မည်ဟုခံမှန်းရမိပါသည်။ပြည်တော်သားဤနေ့တနေ့ပမောတင်အောင်တွေးတော့မဂဇင်းနာဆင်ပေးသူတအုပ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။တမ်းမပေးခင်ကြပါသေးရှင်။